အလုံးမဲ့မင်္ဂလာပါ Tollen Channel မှာပြန်လည်ကြိုဆိုပါရစေဒီ channel မှာကမ္ဘာအကောင်းဆုံးတွေရဲ့ဉာဏ်ပညာတွေကိုနဲ့နဲ့နဲ့တင်ဆက်ပြီးတော့မက်ဆေ့ချ်ကောင်းတဲ့ဘောကိုပြောင်းလဲပေးနိုင်မှုကူညီပေးပါရစေဒီနေ့လေ့လာသွားမှာကတော့ Napoleon Hill ရဲ့ How to own your own mind သင်တွဲတွေကိုဘယ်လိုပိုင်ဆိုင်ရမလဲဆိုတဲ့စာအုပ်အကြောင်းအရာဖြစ်ပါတယ်မက်ဆေ့ချ်တွေကိုအောင်မြင်မှုနဲ့ပြောင်းမှုစီဥတည်စေနိုင်တဲ့အစွမ်းကိုပိုင်ဆိုင်ထားတယ်လို့စိတ်ကူးကြည့်ပါ စိတ်ဝင်စားစရာကောင်းတယ်မလားဒါကိုဒီပိုလေဟေးကကျွန်တော်တို့ကိုတင်ပေးဖို့ကတိပြုထားပါတယ်ဒီသာအုပ်ဟာတာမန်တွေးခေါ်ရထပို့ပါတယ်မိတ်ဆွေအိမ်မက်တွေကိုအကောင့်ထဲပို့ဖို့အတွေ့တွေကိုပြူခါကြကြစီမံပြီးထင်းချုံကြီးကိုလည်းတင်ပေးပါတယ်ဒီအသက်ပိုင်းကိုအဆုံးထိနှဆင်ပေးတော့ပါမိတ်ဆွေဟာသတ္တနိကဗေရဆိုင်ရာအခြေခံတွေသာမကကိုရစ်ကိုရောင်းတဲ့အလောက်ကိုင်ဆိုင်ရာတွေးကြည့်မှုအတွက်ဟေးပြည့်တဲ့လက်တွေလွတ်ဆောင်နိုင်သောနည်းပြတွေကိုရှာဖွေတွေ့ရှိမှာပါ ဟေးရတင်ကြမှုတွေကိုအသက်ဆက်ဆက်ရှိသူပဲဖြစ်ဖြစ်ရင်းနှီးသူပဲဖြစ်ဖြစ်ဒီအချင်းချင်းကနေမိတ်ဆွေရေမှန်းချက်တွေကိုချင်းကပ်ပုံကိုနှက်ဆိုင်ကိုပြောင်းလဲပေးနိုင်ပါလိမ့်မယ်ဆက်ကိုဘလို့ထမ်းချုပ်မလဲဒါမှမဟုတ်အပြုတ်သဘောတွေးပါဆိုတဲ့ဇာတ်ရည်ရမိတ်ဆွေစိတ်ကိုအနောက်ရှက်ဖြစ်စေသလားဒီဇာတ်ရည်မှာရုပ်တိရှိပေမဲ့မိတ်ဆွေဘလို့ထိအပြုတ်သဘောတွေးနိုင်ကြလဲအခက်အခဲတွေကိုကြော်လာဖို့မိတ်ဆွေစိတ်ကိုဘလို့တုံးချမလဲ မိတ်ဆွေကိုမိတ်ဆွေရိုးသားစွာပြန်သုံးသပ်ရင်တကောက်တလေမှာမိတ်ဆွေစိတ်ဟာမိတ်ဆွေရဲ့အကြီးမားဆုံးဉာဏ်ကြီးဖြစ်နေတာကိုသတိထားမိပါလိမ့်မယ်မိတ်ဆွေရမန်းဆက်တွေကိုအောင်မြင်မှုကြိုးစားပေမဲ့မကြာခဏကြာရှုံးတတ်ပါရဲ့စိတ်မပူပါနဲ့ဒီအချင်းတို့ဟာမိတ်ဆွေစိတ်ကိုပြောင်းလဲပေးဖို့နှံ့ညွန်ပေးပါလိမ့်မယ်အတွေ့ပါသောလှုပ်ဆောင်မှုရဲ့အရေးပါမှုအခွင့်အလမ်းတွေကိုဖန်ဆုပ်ဖို့ကိုဘယ်လိုလေ့ကျင့်မလဲမိတ်ဆွေစိတ်ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ အောင်မြင်မှုလမ်းကြောင်းကိုဘယ်လိုရှာဖွေမလဲဆိုတာတွေကိုမက်ကျူလေ့လာရပါပါ။ဒါဆိုမက်ကျူစိတ်ကိုထိန်းချုပ်ဖို့အဆင်သင့်ဖြစ်ပြီလား။ဖန်တီးမှုဆိုင်ရာမြင်ကွင်း Creative Vision ဖန်တီးမှုဆိုင်ရာမြင်ကွင်းဆိုဒီမှာလူအများစုနေ့စဉ်စကားပြောဆိုရတယ်။မကြာခဏထည့်သွင်းလို့မရှိတဲ့အကြောင်းအရာဖြစ်ပါတယ်။တချို့ကဤစကားလုံးကိုလူပညာနဲ့စာပေနေပြနေတာအသုံးတည့်ရလို့ထင်ကောင်းထင်ကြပြီမဲ့လူသားချင်းစာနာသူနဲ့ဆက်မှုလုပ်ငန်းရှင်အန်ဒရူးခနကီလိုရာ ဖန်ညမှုဆိုင်ရာမြင်ကွင်းကလူတိုင်းတွေပိုင်ဆိုင်သင့်သောအရေးရှင်တစ်ရပ်ဖြစ်ပါတယ်။အန်ဒရူးကဖန်တီးမှုဆိုင်ရာမြင်ကွင်းကိုအခွင့်အလမ်းများကိုမြင်တက်ပြီး၎င်းတို့အားလက်တွေ့အရှင်ဟုန်ဖြင့်အကောင့်ထယ်ပုံနိုင်စွမ်းကိုရှင်းပြထားပါတယ်။ဒီမြင်ကွင်းရဲ့အရေးပါသောအစိတ်ပိုင်းတစ်ခုမှာစိတ်ကူးစိတ်တမ်းဖြစ်ပါတယ်။အန်ဒရူးကစိတ်ကူးစိတ်တမ်းကိုပုံစံမျိုးဖြင့်ရှင်းပြထားပါတယ်။နံပါတ်၁ပေါ့ဆက်သောစိတ်ကူးနံပါတ်၂ဖန်တီးမှုဆိုင်ရာစိတ်ကူး ပေါင်းဆက်တဲ့စစ်ကူကရှိပီးသားအတွေ့အော်များနဲ့မိယာမများကိုပေါင်းဆက်ကအစ်စ်သောအာရီယာတကူဖန်တီးခြင်းဖြစ်တယ်။သို့တော့ဒီနေ့ခေတ်မှာ လုံးဝမူရင်းဆိုတော့အရာမရှိသလောက်ပါပဲ။လူတိုင်းတွင်အတွေ့အော်တစုံတရာရှိနေပြီးပေါင်းဆက်သောစစ်ကူဆိုသည်မှာအဟောင်းကိုပြန်လည်စစ်စစ်ကအသက်တကူဖန်တီးခြင်းကိုဆိုနိုင်ပါတယ်။ဤနည်းကိုအသုံးပြုခဲ့သူဤထင်ရှားသောဥပမာမှာသောမတ်အယ်ဒီဆင်ဖြစ်ပါတယ်။သောမတ်အယ်ဒီဆင်ကလက်စင်မီဒီတီထွန်းရာရင် ရှိပြီးသားနေရာမှာနှစ်ခုကိုအခြေခံခဲ့ပါတယ်။၎င်းတို့မှာစွဲ့အင်းနေရာမှာနဲ့ပြစင်မိရင်ဖြစ်ပြီးအဲဒီစင်ခေတ်ကာလတွင်ဒီပညာများကရှိပြီးသားဖြစ်ပါတယ်။သို့သောထိုစင်ကပြစင်မိရင်များကကြာရှည်မတည်နိုင်မတည်တတ်နိုင်ခဲ့ပါဘူး။လက်စစွဲ့ရင်ဆက်ဆက်နေသောဝါရုံများကြောင့်အလင်းထွက်ပေါ်လာတော့လဲတအားကတတုကိုအမြန်လောင်ကျွတ်စေတယ်။ထို့ကြောင့်အဲဒီစင်ကမိသွေးကိုအသုံးပြုရစဉ်းစားခဲ့ပြီး လက်စစွဲရင်ပြင်နိုင်ပေါင်းများစွာအလင်းထုတ်နိုင်ခဲ့ပါတယ်။ဤဒီမှာအဟောင်းတစ်ခုမှအတစ်တစ်ခုကိုပေါင်းစပ်သောဉာဏ်ပညာဖြစ်ပါတယ်။ဖန်တီးမှုဆိုင်ရာစိတ်ကူးစုဒီမှာလုံးဝအတစ်သောအိုင်ဒီယာကိုဖန်တီးခြင်းဖြစ်တယ်။မိတ်ဆွေလေးစားသောအမှုပညာရှင်များနဲ့စာရေးဆရာများကသူတို့ရဲ့ဖန်တီးမှုဆိုင်ရာစိတ်ကူးစိတ်တမ်းကိုအသုံးချကြပါတယ်။အရေးကြီးတဲ့ချက်တွေကတော့ဖန်တီးမှုဆိုင်ရာမြင်ကွင်းကအခွင့်အလမ်းများကိုမြင်တတ်စေပြီးလှုပ်ဆောင်မှုဖြစ်ပြောင်းလဲနိုင်ခြင်းရှိပါတယ်။ ။ကောင်းဆက်သောစိတ်ကူးနှင့်ဖန်တီးမှုဆိုင်ရာစိတ်ကူးတို့၏ကွာခြားမှုကိုနားလည်ပါ။တောမဲအေရီစင်လိုပဲရှိပိတအရာများကိုပြန်လည်ပေါင်းစပ်ခြင်းဖြင့်ကမ္ဘာကိုပြောင်းလဲနိုင်ကြောင်းသိထားပါ။ဖန်တီးမှုဆိုင်ရာစိတ်ကူးစိတ်သန်းရဲ့ထူးခြားချက်များထူအရီယာများသို့မဟုတ်မြင်ကွင်းများမြည်သည့်နေရာမှလာသည်ကို၎င်းတို့မသိကြပေမဲ့သူတို့သည်ပေါ်ထွက်လာတတ်သည်။အေရီစင်ကိုပြန်ကြည့်မယ်ဆိုရင်မီးတွေကိုမိအိမ်တွေအသုံးပြုရင်စိတ်ကူးကောင်းမီးတို့ပေါ်လာတယ်လေ။အင်တာဗျူးများတော်တဲ့ အဲဒီစင်ကသူ့စိတ်ထဲတွင်စိတ်ကူးတစ်ခုရောက်လာပြီး၎င်းကိုလက်တွေ့လှုပ်ဆောင်ခဲ့တယ်ဟုဖြစ်ကြခဲ့ပါတယ်။မဲရှင်နေတတ်ရသောမြို့ပညာရှင်များအတွက်လည်းအလားတူပါပဲ။၎င်းတို့ရဲ့စာသားတေးသောသို့မဟုတ်စက်ကွက်များကမိသည့်နေရာမှလာသည်ကိုမကြာခဏမသိကြပါဘူး။အီဒီမှာဖန်တီးမှုဆိုင်ရာစိတ်ကူးရဲ့ထူးခြားမှုပဲဖြစ်ပါတယ်။ဖန်တီးမှုဆိုင်ရာမြင်ကွင်းကမိတ်ဆက်စိတ်ကူးစိတ်တန်းကိုလိုအပ်တဲ့တနည်းဆိုရမယ်ဆိုရင် မိတ်ဆွေလိုအပ်သည့်အရာအတွက်ပေါင်းစပ်တဲ့စိတ်ကူးနဲ့ဖန်တီးမှုဆိုင်ရာစိတ်ကူးတို့ကို စတင်မွေးမြူရပါမယ်။သို့ပေမဲ့စိတ်ကူးစိတ်တန်းကို ဖွံ့ဖြိုးစေရန်တိကျတဲ့သောအချက်များစွာရှိပါတယ်။စိတ်ကူးဖွံ့ဖြိုးရန်အခြေခံနည်းရာမှာ၅ချက်။နံပါတ်၁ရည်ရွယ်ချက်တိကျမှုနည်းရာမှာမိတ်ဆွေရည်ရွယ်ချက်ကို ရှင်းလင်းစွာသိရှိပါ။ငွေကြေးအကျိုးမြတ်ဆိုင်ရာအတွင်းများကစိတ်ကူးကိုလှုပ်ဆောင်နိုင်ပါတယ်။ဝရှိသည့်အတိုင်း ဝေဒီဘွားကိုပုံမလွယ်ကူစေပြီးဂုံတိတ်ခါကိုယူဆောင်လာနိုင်ပါတယ်။နံပါတ်1အကြံဉာဏ်ဘောင်းဆောင်နေရာမှာထုတ်ကုန်တစ်ခုကိုမြင့်တင်ရန်သို့မဟုတ်ကောင်းသောစီးပွားရေးအိုင်ဒီယာတွေလူအုပ်စုတစုစုဝေဆွေးနွေးခြင်းအင်းကြီးကစိတ်ကူးကိုတုံ့ချရရန်ခိရောက်တယ်။အเจ้าမှာလူတိုင်းတွင်တူညီသောရည်ရွယ်ချက်ရှိသောကြောင့်ဖြစ်ပါတယ်။နံပါတ်3တာမန်ထက်ပုံမလှုပ်ဆောင်ခြင်းနေရာမှာဥပမာတရိုက်ဆန်ကယ်ဆယ်ရေးကို ချစ်မြတ်နိုးသောအန်နာက၎င်းတို့နဲ့အချိန်ပူဖြုံးရန်နီလန်းများသောရှာပွေလိုတယ်။ဒီစိတ်အထက်သမှုကပဲသူမရဲ့ပေါင်းဆက်သောစိတ်ကူးနဲ့ဖန်တီးမှုဆိုင်ရာစိတ်ကူးကိုလှုပ်ဆော်ပေးပါတယ်။နံပါတ်၄ယုံကြည်မှုကိုတုံးချခြင်းနေရာမှာမိစေယုံကြည်သည့်အရာသည်စိတ်ကူးစိတ်တမ်း၏အတိတ်ကအရင်းမြစ်ဖြစ်နိုင်တယ်။တမိုင်းတွင်မိမိယုံကြည်မှုကြောင့်အောင်မြင်ခဲ့သူများကို များစွာရှိပါတယ်။နံပါတ်၅ စနစ်တကျလုံဆောင်ခြင်းနေရာမှာဥပမာတောမဲအယ်ရီစင်ရဲ့မိသီးတူတူမှုကဲ့သို့စနစ်ကြသောချင်းကန်နေဖြင့်စိတ်ကူးကိုလုံဆောင်ခြင်းအတိတ်ကကြသောချက်များကတော့ဖန်တီးမှုဆိုင်ရာစိတ်ကူးကမမြင်ရပေမဲ့လုံဆောင်မှုဖြစ်ပြောင်းလဲနိုင်တယ်။နေရာမှာငါးချက်ကိုအသုံးပြုပြီးတော့မိစေစိတ်ကူးစိတ်တမ်းကိုစနစ်ကြမွေးမှုပါအယ်ရီစင်နဲ့အန်နာလိုပဲဆရာတတ်တမှုနဲ့ယုံကြည်မှုကိုအခြေခံပါစနစ်တကျဖွဲ့စည်းထားသောအသွေးကိုမိစေတဲ့တို့ကို မိတ်ဆွေတခါများစဉ်းစားဥပါသလားမိတ်ဆွေဘယ်လိုစဉ်းစားတယ်လဲဆိုတော့ကိုတတိထားမိပါသလားအများစုလိုပဲမိတ်ဆွေလည်းမသိပဲဖြစ်နေမှာအသေးချပါပဲမိတ်ဆွေလိုချင်တော့အရာကိုရယူလိုပါကမိတ်ဆွေဘယ်လိုစဉ်းစားရလဲကိုနားလည်ရင်ရည်ကြည်တယ်ဒါကြောင့်မိတ်ဆွေတွေ့တဲ့ကိုစနစ်တကျဖွဲ့စည်းရန်လိုအပ်ပါတယ်အင်းဒီကိုနီးလက်နဲ့တွေ့ပြီးလှုပ်ဆောင်နိုင်ပါတယ်နံပါတ်1အကြောင်းရှာခြင်းနံပါတ်2အကျိုးရှာခြင်းအကြောင်းရှာခြင်းအင်းဒီတွင် မိတ်ဆွေတို့များကမတိတော့ရောအချက်များကိုလက်ခံမြင်ပေါ်အခြေခံပါတယ်။ဥပမာမိုးတိမ်တွေဖုံးနေပြီးမောင်မဲနေတဲ့ခါမှာချီယူသွားခြင်း။အင်းဒီမှာအကြောင်းရှာခြင်းဥပမာတစ်ခုဖြစ်ပါတယ်။အကြောင်းရှာခြင်းအင်းဒီတွင်မိတ်ဆွေတို့များကမတိသေးသောအချက်များကိုလက်ခံခြင်းပေါ်အခြေခံတယ်။ဥပမာမိုးတိမ်တွေဖုံးအောင်နေတော့ခါမှာချီယူသွားခြင်း။အင်းဒီမှာအကြောင်းရှာခြင်းဥပမာတစ်ခုဖြစ်ပါတယ်။ အကျိုးရခြင်းအင်းကြီးတွင်မိစေတို့များကတိပြီးတော့အချက်များပေါ်ချိခဲ့ပါတယ်ဥပမာပီတာကိုလူပြိုဟုခေါ်ခြင်းမှာသူအဲ့တော့မရှိတော့ကြောင့်ဖြစ်တယ်အင်းကြီးကထင်မြင်ချက်များကိုလက်မခံပါဘာကြောင့်လဲဆိုတော့ထင်မြင်ချက်များကဗတ်လိုက်မှုရှိတတ်ပြီးအချက်လက်များမပေါ်ဝင်တတ်သောကြောင့်အနေရှိနိုင်ပါတယ်အချက်နဲ့ထင်မြင်ချက်ခွဲခြားသည်ထင်မြင်ချက်များကိုယုံကြည်ရန်သူတို့သည်ချက်လက်များပေါ်အခြေခံပါကသာဖြစ်ပါတယ် ဥပမာရင်းနေသည်အရာရာတိုင်းတွင်ချိန်မကျရှိသူဖြစ်တယ်။သူမက စကားပြောစရာတွင် အချက်လက်များကိုအခြေခံပြီးစဉ်းစားရဲ။အကြံဉာဏ်များကိုမြည်လို့ဆင်ခြင်မလဲ။ချိန်မကျများကိုအခမဲ့အကြံဉာဏ်ဖြင့်မှတ်ယူပါ။ဥပမာတိုင်ယနာကဘဝကိုဆုံးဖြတ်ခြင်းကြီးများချရာတွင်မိသားစုများနှင့်တငယ်ချင်းများအကြံဉာဏ်ကိုနားထောင်ပေမဲ့လဲသူမက၎င်းတို့ကိုတေချာစစ်ဆီးပြီးမှသာလက်ခံတယ်။ အချက်လက်နဲ့အရင်းမြစ်များကိုပုံမှန်ပြန်လည်ဆစ်ဆေးပါအထက်ကအချက်တွေကတော့အကြောင်းရှာခြင်းနဲ့အကျိုးရှာခြင်းရဲ့ကွာခြားမှုကိုနားလည်ပါထင်မြင်ချက်များချက်အချက်လက်များကိုဦးစားပေးပါအကြံဉာဏ်များကိုလက်ခံရရင်တတိထားပြီးတော့စီစစ်ပါဒီလိတာတွေကမိတ်ဆက်ကိုတက်ကြွဆူရှာစီပြီးထပ်မြက်စီပါတယ်ပန်တန်းကကပတ်တည်င်းတွေနဲ့အမြဲလိုက်ပါသူပါသူဟာနေ့တင်တည်င်းစာဖတ်ဖို့ အမြဲကူးစိုက်တတ်ပါတယ်။မီဒီယာအသီးသီးကသူ့ကိုလိုအပ်တဲ့အချက်လက်တွေပေးဆောင်ပါတယ်။ဒါပေမဲ့ပန်နန်းကဖတ်သက်မြောက်ကိုမျက်စိမယုံကြည်လို့မရှိပါဘူး။သူကကိုရင်သူ့တင်နနာလုပ်ပြီးသူဖတ်နေတဲ့မီဒီယာသုံးဖို့တည်င်းတွေရဲ့စစ်မှန်မှုနဲ့ယုံကြည်စိုက်ကြမှုကိုသိကြအောင်လုပ်တတ်ပါတယ်။အဲ့ဒီပြင်တစ်ချိန်ထဲမှာပဲတည်င်းအချက်လက်တွေဟာကိစ္စတစ်ခုတည်းကိုမတူညီတဲ့အမြင်တွေနဲ့တင်ပြနိုင်နေဆိုတာပန်နန်းသိထားပါတယ်။ဒါကြောင့်ဖန်လိုက်မှုမရှိတဲ့တည်င်းတောင်းနဲ့ ဂျာနယ်လစ်တွေရဲ့သတင်းကိုသာရွေးဖတ်ပါတယ်။အချက်လက်တွေကိုရွေးချယ်ယူတဲ့အလေးထားကဗန်နန်းကိုမှန်ကန်စွာတိတ်ခေါ်နိုင်အောင်ကူညီပေးပါတယ်။အရာရာကိုမေးခွန်းထုတ်ပါ။အချက်လက်ပေါ်အခြေခံလဲလို့မိတ်ဆွေစိတ်ချမသွားခင်အထိအချက်လက်အစ်တွေကိုဆက်လက်စုဆောင်ပါ။စနစ်တကျတွဲခေါ်ဖို့ဆိုတာကအချိန်ယူရပြီးအရေးကြီးဆုံးကတော့ထိန်းချုပ်ထားသောလေ့ထားတွေလိုအပ်ပါတယ်။ထိန်းချုပ်ထားသောအလေ့ထားများမဖန်တီးနိုင်သည့်စနစ်တကျတွဲခေါ်နိုင်မှာမဟုတ်ပါဘူး။ စက်ကိုသတင်းချက်လက်တွေအများကြီးတူလောင်ထားတဲ့ကင်မရာတစ်လုံးကိုသဘောထားကြည့်ပါ။ဘာကိုအာရုံစိုက်ရမယ်မသိရင်မိတ်ဆွေစိတ်ကအရာရာတိုင်းကိုမှတ်သားနေမှာပါ။တနည်းအားဖြင့်မိတ်ဆွေအုံးတော်ဟာကဘာတဝမ်းကအသုံးမဝင်တဲ့ဝါရဖြတ်မှုအချင်းအရှုပ်သတင်းတွေအရင်မပါတဲ့ကိစ္စတွေကိုအဆက်မပြတ်စုဆောင်းနေမှာပါ။ထိန်ချုပ်ထားတဲ့အလေးထားကမိတ်ဆွေကင်မရာကိုအာရုံစိုက်နိုင်အောင်ကူညီပေးပါလိမ့်မယ်။တစ်ပင်ထောင်ကြည့်ကြတဲ့ကရှာပန်းကတကောင်ကိုချက်ကြည့်သလိုအရေးပါပြီးအသုံးဝင်တဲ့အချက်လက်တွေကိုသာ အုံနောက်ထဲမှာတင်းဆင်းနိုင်မှာပါထိန်းချုပ်ထားသောလိပ်တာများကိုဘယ်ကစမလဲရေမှန်းချက်ရှင်းလင်းမှုကနေစတင်ပါဥပမာပိတ်စကြမရင်းနဲ့ကိုခန္ဓာလှပဖို့လိုလားရဆိုပါစို့ကိုလင်းရင်တက်လာတာကိုညှဉ်းညူနေမယ်ပြီးရင်ကျမရေကိုပိုကူးဆိုင်နိုင်ဖို့ဆုံးဖြတ်လိုက်မယ်ဒါပေမဲ့ကျမလှပခြင်းနဲ့ဆန္ဒဟာဆန္ဒတသက်ဖြစ်နေပါသေးတယ်အစားတော့မှာတော့အကျင့်စိုးတွေဆက်လုပ်နေတော့မှာပဲဝိဇ္ဇဝဘုံကကျမရေနဲ့မညှဉ်းညူသေးပါဘူး ိစေဘဝဝင်ခြင်းကိုဘာမှပြောင်းလဲခြင်းမရှိသေးပါထင်းချုပ်ထားသောအလေးထားတွေဖန်တီးဖို့ဆိုတာဟာစိတ်ဓာတ်ကံမှမှုလို့ပါတယ်မိစေရမန်းချက်တွေကိုအကောင်ထံပို့ဖို့တတိထားပြီးအားထုတ်ရပါမယ်ဥပမာမိစေရစနစ်ကျကျတွဲခေါင်နိုင်စွမ်းကိုမြင့်တင်နေတဲ့ဆိုရင်ဒါကိုအထက်ထက်လေးကျင်းမှသာရနိုင်မှာပါမိစေရင်လို့အလွယ်တကူယုံကြည်ရမျိုးမလုပ်တော့ဘူးတိကျတဲ့ယာရီကိုကိုယ်တိုင်သူတည်တနာလုပ်ပါတယ်အထက်ပါဥမ္မာက ရုပ်ပိုင်းဆိုင်ရာတတလဲလဲလှုပ်ဆောင်မှုကိုပိုရင်ညွှန်းပါတယ်။ဒါဟာအကျိုးရှိပေမဲ့စိတ်ပိုင်းဆိုင်ရာတတလဲလဲလှုပ်ဆောင်မှုကိုလည်းလုပ်သင့်ပါတယ်။ဥပမာအတီးပြုတ်ချက်များစိတ်ပညာရှင်နဲ့ဆေးဝါးပညာရှင် Immigrants စိတ်အလေးထားသမို့အတီးပြုတ်ချက်တွေရဲ့အစွမ်းကိုအပြင်းထန်ယုံကြည်တဲ့သူဖြစ်ပါတယ်။သူနာလိုက်တွေကသူ့ရဲ့စွတ်တောင်းစကားကိုကျမ်းမာရေးနဲ့အောင်မြင်မှုပုံသင်မှုလို့ခေါ်ကြတယ်။ သူစုတောင်းစကားကနေ့တိုင်းနေ့လယ်နိုင်မှာကျွန်တော်တို့ကိုပို့ပြီးတိုးတက်လာနေပါတယ်လို့ဆိုပါတယ်။ဒီစကားကိုနေ့စဉ်ပြန်ပြောရတာဟာအတိတ်ပဲမဲ့တယ်လို့ထင်ရပေမဲ့လူစိတ်ကြက်ခိုင်မှုရဲ့အဆုံးကိုနားလေသူတိုင်းဒီစုတောင်းစကားကိုဘယ်တော့မှမပေါ်စားကြပါဘူး။ခနလပီဟာနောက်ဆုံးမှာသူမရဲ့မဟုတ်ဆိုင်ကိုဖွင့်ဖို့စိတ်အားထက်သန်လာခဲ့တယ်။မဟုတ်တာကသူမရဲ့စိတ်ဝင်စားမှုဖြစ်ခဲ့တာအမြဲပါပဲ။စီဝါရေးစတင်မှုဆိုတာရှေ့လျပြီးခက်ခဲတဲ့ခီးလို့ခနလပီတိထားပါရဲ့။ ဝင်းနဲ့အခြားရင်းမြစ်တွေစုဆောင်းဖို့လိုတာကြောင့်ဖနလပီဟာပြင်းပြအောင်လုပ်ရမယ့်အလုပ်တွေရဲ့အစင်းတစ်ခုကိုပြုလုပ်ခဲ့တယ်။တနည်းကိုတစ်ခုသော အလုပ်ကိုသာအာရုံစိုက်ဖို့တေချာခဲ့တယ်။ဒီနေရာမှာဖနလပီဟာရင်းမှန်းချက်ရှင်းလင်းမှုကိုပြသခဲ့ပါတယ်။သူမရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အချိန်အားထုတ်မှုတွေကိုစိုက်ထုတ်ခဲ့တယ်။စာရင်းထဲကအလုပ်တွေကိုအမြဲလုပ်နေရမှာဖြစ်တာကြောင့်ရုပ်ပိုင်းဆိုင်ရာထက်တလဲလှုပ်ဆောင်မှု ကိုပြသခဲ့တယ်။အဲ့ဒီပြင်ဖနလပီက နေ့စဉ်ဒီဗျူချက်တွေကိုအဆက်မပြတ်လေ့ကျင့်နေတယ်။သူမကိုသူမအစဉ်ပြောနေခဲ့ပါတယ်။နောက်မှစွမ်းရင်ရှိတယ်။ငါမုံဆိုင်ကိုမကြခဏဖွင့်လို့ရမယ်လို့ကောင်းတဲ့ယာရီဟာအချိန်ယူရတာမို့ဆက်ရှိဖို့လည်းသူမကိုသူမတတိပေးခဲ့တယ်။ဖနလပီရဲ့အတီဗျူချက်တွေဟာ သူမကိုခီတစ်လျှောက်လုံးစိတ်အားထက်သန်မှုရရှိစေခဲ့တယ်။စိတ်ကြကြတာသူမစိတ်ဒိုရာတွေဖြစ်လာတိုင်းအတီဗျူချက်ပြောတဲ့အလေးထားကသူမကိုစိတ်ထွက်ရင်ပြန်လာဖြစ်ပေးခဲ့ပါတယ်။ ဆွဲဆောင်မှုနေရာမှာ loss of attraction ကိုလည်းမပေါ်စားပါနဲ့မိတ်ဆွေကဘာကိုပေးတဲ့အစွမ်းအင်အတိုင်းကဘာကမိတ်ဆွေကိုပြန်ပေးပါလိမ့်မယ်အပြုတ်သဘောတွေကိုအမြင်မြင်နေရင် အပြုတ်သဘောအဖြစ်တွေတင့်စီစုပြုံလာပါလိမ့်မယ်အပြတ်သဘောဆိုရင်လည်းအလားတူပါပဲထင်းကျုံထားသောအာယုံဆိုင်မှုထင်းကျုံထားသောအာယုံဆိုင်မှုကထင်းကျုံထားသောအလေးထားများလိုပဲအရေးပါပါတယ်နေပိုလီယံကအောင်မြင်မှုအတွက်လိုအပ်သောအခြေခံသဘောတရားတစ်ခုဖြစ် ထိန်းချုပ်ထားတဲ့အာရုံစိုက်မှုကိုထောက်ပြခဲ့ပြီး၎င်းကိုစိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုဟုတင်စားခေါ်ဆိုခဲ့ပါတယ်။ထိန်းချုပ်ထားသောအာရုံစိုက်မှုဖြင့်မိတ်ဆွေကိုမိတ်ဆွေယုံကြည်မှုမရှိခြင်းကိုအပြစ်တိုင်ဖယ်ရှားနိုင်ပါတယ်။ဒါပေမဲ့ဒါကိုဘယ်လိုရယူရမလဲ။အချက်၅ချက်လိုအပ်ပါတယ်။နံပါတ်၁ရေမှန်းချက်ရှင်းလင်းမှုနံပါတ်၂ကိုကိုကိုစီကံထိတ်သိမ်းမှုနံပါတ်၃ထိန်းချုပ်ထားသောအာရုံစိုက်မှုနံပါတ်၄စိတ်ကြိုက်ကြံ့ရှာဖွေမှုနံပါတ်၅ စိတ်သက်ခိုင်မှမှုပဲဖြစ်ပါတယ်။ဥပမာဟေရိုရဲ့အချိန်နေဟေရိုဟာလကုန်ဒီမှာငားရက်ကတင်းမှုငွေရည်တကြီးလိုအပ်နေသူဖြစ်ပါတယ်။လူအများစုလိုသူဟာဘာမှမလုပ်ဘဲစိတ်ပိစင်းနေနိုင်ပေမဲ့အထက်ပါငားချက်ကိုအသုံးပြုပြီးငွေရှာဖို့ဆုံးဖြတ်လိုက်တယ်။နံပါတ်၁ရေမှန်းချက်ရှင်းလင်းမှုဟေရိုကငားရက်ကတင်းမှုဝေစုမယ်လို့ရေရွချက်ရှင်းရှင်းနဲ့ဆုံးဖြတ်လိုက်တယ်။ဒီဇနာကသူ့ကိုဖုန်းကြည့်ရင်အချိန်တုံးတာထက် ဘယ်နေရာမှာအချိန်နဲ့စွမ်းအင်ကိုစိုက်ထုတ်ရမလဲဆိုတာသိစေခဲ့ပါတယ်။နံပါတ်၂ကိုကိုကိုစီကံထိန်သိမ်းမှုဟဲရိုဟာမွေမစုနိုင်မှာကိုကြောက်ရွံ့ခြင်းမရှိတော့ဘူး။သူ့တန်တန်ရနဲ့စိတ်ပြတ်မှုတွေကိုလွတ်မပေးတော့ဘူး။မွေမြန်မြန်ရှာဖို့ခက်ပေမဲ့ကြောက်စိတ်ကိုနိုင်မှာမဟုတ်ဘူးလို့သိထားတယ်။နံပါတ်၃ထိန်းချုပ်ထားသောအာယုံစိုက်မှုဟဲရိုဟာမွေရှာဖို့အတွက်သူ့အချိန်နဲ့စိတ်ဆောအားကိုအများဆုံးစိုက်ထုတ်ခဲ့တယ်။ဒါကပဲထိန်းချုပ်ထားသောအာယုံစိုက်မှုရဲ့အတိတ်ပဲဖြစ်ပါတယ်။ ။နံပါတ်၄စိတ်ကြိုက်အကြံဉာဏ်ရှာဖွေမှု။ဟေရုကဝေရှာနေတွေကိုအုံနောက်စားလာတယ်။ပစ္စည်းပြင်တော်ဝါဒနာပါတာကြောင့်အိမ်ကြီးချင်းတွေကစီသွားမိတယ်။တင်ချာတက်တာကြောင့်ခလေးတွေကိုတင်ပေးဖို့စဉ်းစားတယ်။စိတ်ကြိုက်အကြံဉာဏ်ရှာဖွေမှုဆိုတာအခြေအနေတစ်ခုကိုနေလောင်မောင်းများစွာနဲ့ဖြည့်ရှင်းနိုင်ကြောင်းစိတ်ကိုတတိပေးတဲ့နည်းပါ။နံပါတ်၅စိတ်တက်ခိုင်မာမှုအခြေအနေတွေဘလို့ပဲဆိုးနေပါစေ။ဖြည့်ရှင်းနည်းတစ်ခုတော့ရှိပါတယ်။မိတ်ဆွေရဲ့ခိုင်မာတဲ့ဆန္ဒနဲ့ဆွဲလုံးလို့ဟာ စိတ်သက်ခိုင်မာမှုကြောင့်ပေါ်ထွက်လာပါတယ်။ဟေရိုဟာပထမဆုံးအင်ဂျင်ချင်းလာဦးကသူ့ရဲ့ဝန်ဆောင်မှုကိုညှင်းပယ်ခံရနိုင်ပေမဲ့အခြားအင်ဂျင်ချင်းတကူကသဘောတူနိုင်တဲ့ဆိုတဲ့စိတ်နဲ့စူးစမ်းမှုကိုမရပဲဆက်လုပ်ခဲ့တယ်။ဒီအချက်၅ချက်ကဟေရိုကိုငွေရှာဖို့ကူညီပေးရဲ့။တမိုင်းမှာအောင်မြင်သူတွေနောက်လိုက်နာခဲ့တဲ့နေ့တွေနဲ့အတူတူပါပဲ။သောမတ်အယ်ဒီဆင်ရဲ့ဥပမာကိုကြည့်ပါ။အယ်ဒီဆင်ကသူ့အောင်မြင်မှုတွေကိုသူမပြတ်လိုက်နာခဲ့တဲ့အခြေခံသဘောတရားတွေကြောင့်ဆိုလိုပါတယ်။ တည်တွင်းမှုနယ်ပယ်မှာအရေးပါဆုံးအရာကိုမေးတဲ့အခါအဲဒီစင်ကစရင်တစ်ခုကိုပြုတ်လုခဲ့တယ်။သူအလေးထားပြောတာက လူတယောက်ရဲ့ရင်မှန်းချက်ကိုရှင်းရှင်းလင်းလင်းသိဖို့ပါ။ဆိုလိုတာကဘာကိုရောက်ချင်လဲဆိုတာသိချာသိရမယ်။ထို့နောက်အဲဒီစင်ကထင်းကျုံထားသောအာရုံစိုက်မှုနဲ့စိတ်ကြိုက်ကြညာရှာဖွေမှုတို့ရဲ့အတိတ်ပဲကိုရှင်းပြခဲ့တယ်။အဲဒီစင်ရဲ့အဆိုအရလူတယောက်ဟာသူရောက်ချင်တဲ့ရင်မှန်းချက်ကိုစွဲစွဲမြဲမြဲအာရုံစိုက်ထားရမယ်။ ဘာမှမဖြစ်နိုင်ဘူးဆိုတာသူတို့မသိချဘူးအထိသူတို့အလုပ်ကိုနှိမ့်ထားရမယ်ထိမ့်ချုပ်ထားသောအာရုံစိုက်မှုဆိုတာကလိုအပ်တာကိုအာရုံစိုက်ထားနိုင်ခြင်းပါသူတို့ကသူတို့ရဲ့အတတ်ပညာကိုကျွမ်းကျင်မှုအချိန်နဲ့အားထုတ်မှုစိုက်ပြီးစိတ်တူတူတွေစီကအကူအညီရှာတယ်။အောင်မြင်မှုမကူညီတဲ့အရာတွေမှာအချိန်မဖြုံဘူး။ကြာရှုံးမှုအခက်အခဲတွေကိုကိုကိုယုံကြည်မှုမရှိမှုတွေကလည်းသူတို့ကိုမတားဆီးနိုင်ပါဘူး။ဒါကစိတ်သက်ခိုင်မာမှုရဲ့သဘောတရားနဲ့အတူတူပါပဲ။ စိတ်ကြိုက်ကြံ့ကြံ့ရှာဖွေမှုဆိုတာလေလူတယောက်ယုံကြည်ရင်ရှင်မန်းချက်ကိုရောက်မယ်ဆိုတဲ့သဘောပါပဲအဲဒီစဉ်ကလူအများစုရဲ့ပြဿနာတစ်ခုကိုလည်းထောက်ပြခဲ့တယ်လူအများစုဟာစတဲ့ညင်မပြုတ်မိတဲ့ကလက်လျှော့တက်ကြတယ်တင့်ကိုတင်ကန့်သက်ချက်တွေထားပြီးစမ်းတက်ဖို့တော့မကြိုးစားဘူးတကယ်တော့မဆသေးပေမဲ့တင့်စိတ်ထားကအရှုံးပေးပြီးသားဖြစ်နေတယ်ကဲတဲ့တယ်လီဖုန်းတီထွင်ခဲ့သူအလက်ဇန်းဒါဂရဟမ်ဘဲကလည်း ခိုင်မာရရွေကျက်နဲ့မပြတ်တမ်းဆိုရှင်မှုရဲ့အရေးပါပုံကိုနားလည်ခဲ့တယ်။အလက်ဇန္ဒားဟာပထမဆုံးစူးစမ်းမှုမှာတယ်လီဖုန်းကိုတွေ့ချင်နိုင်ခဲ့တာမဟုတ်ပါဘူး။သူ့ဘယ်နေချင်းကြားဆုံးခဲ့ရဆိုတာမမှီမနေတော့ဘူးလို့ကုန်းကစားပြောခဲ့တယ်။ဒါကသူ့ကိုစိတ်တက်ကြစေခဲ့သလား။ဒါကသူ့ကိုထက်ခါထက်ခါစူးစမ်းဖို့ရက်တန့်သွားစေသလား။လုံးဝမဟုတ်ပါဘူး။သူဟာကြိုးတချောင်းကတဆင့်အတန်ထုံးလွှမ်းနိုင်သည့်အထိစွန့်နေပဲစူးစမ်းခဲ့တယ်။အန်ဒရူးကာနကီရဲ့ထိန်းချုပ်ထားသောအာရုံစိုက်မှုအားသုံးသက်ချက် အန်ဒရူးကာနဂီကထိုင်းချုပ်ထားသောအာယုံဆိုင်မှုကိုအထူးအလေးထားခဲ့သူဖြစ်တယ်။မိသူမဆို၎င်းကိုဘွားအိမ်မိသည်နေပဲမဆိုအလတ်တကူအုံးချကအောင်မြင်နိုင်တယ်ဟုယုံကြည်ခဲ့တယ်။အန်ဒရူးရဲ့အမြင်တွင်ထိုင်းချုပ်ထားသောအာယုံဆိုင်မှုဆိုတာကစိတ်ရစွမ်းရာလုံးကိုတခုတည်းသောယဉ်မှန်ချက်အတွက်ပေါင်းစပ်ခြင်းဖြစ်တယ်။သူကိုယ်တိုင်တမိထုတ်လို့ရင်းနဲ့ရောင်းချရေးလုပ်ငန်းကိုလှုပ်ကန်စဉ်သူဤစိတ်ဆွမ်းအားလုံးကိုအုံးချခဲ့တယ်။သူ့အောင်မြင်မှုရဲ့လက်ဝတ်ချက်မှာ တမတိအပေါ်အာရုံစိုက်မှုအလုံးကိုစူးစင်းခြင်းဖြစ်တယ်။တနည်းအားဖြင့်အထူးပြုနယ်ပယ်တစ်ခုတွင်ကျွမ်းကျင်မှုရှိခြင်းဖြင့်မိစေလူချင်းတီကိုရရှိဖို့အခွင့်အလမ်းပိုများစေပါတယ်။သို့သောစုံလင်မျိုးစုံသောနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်နေသည့်လုပ်ငန်းများဥပမာအယောင်ဝယ်လုပ်ငန်းများအားကစားပစ္စည်းနှင့်အဝစားဌာနဝယ်များအတွက်ကောမိတို့လေ။အန်ဒရိုးရာထင်ကြထားသောအာရုံစိုက်မှုကမျိုးစုံသောနယ်ပယ်များတွင်လည်းအောင်မြင်နိုင်တယ်။ အယောင်ဝယ်လုပ်ငန်းတွေလည်းအထူးပြုကျွမ်းကျင်မှုလိုအပ်တယ်။ဥပမာဥစားဌာနတွင်ဘလိုဘလော့စ်နဲ့ရှိုင်းရင်မျိုးကို ရောင်းတင်နေဆိုတာဆုံးဖြတ်နိုင်သောကျွမ်းကျင်မှန်းနေကြ။အာကစားဌာနတွင်ဘယ်အာကစားပစ္စည်းနဲ့စက်ပစ္စည်းများအားအမြန်ရောင်းအားကောင်းမှုကိုအကြံပေးနိုင်သောကျွမ်းကျင်သူစသည်ဖြင့်ဌာနအလိုက် အထူးပြုမှုရှိတယ်။ထို့ကြောင့်ထိ ंछ ောက်ထားသောအောင်ဆိုင်မှုဆိုသည်မှာစုံလင်မျိုးတုံသောနယ်ပယ်များတွင်အောင်မြင်နိုင်ပါသည်။ corporate လုပ်ငန်းများတွင်လည်း company ဌာနခွင်များ manager များနဲ့တာမန်ဝန်ထမ်းများကတခြား level တစ်ခုတွင် ထိန်းချုပ်ထားသောအန်ဆန်းမှုကိုရယူနိုင်ပါတယ်။လူစွာအရေးမြင့် manager သည်ဗန်ဒါရဲ့အကြီးအကဲဤတာဝန်များကိုဘယ်တော့မှယူလို့မရှိသလိုအကျိုးစီးဌာနမှဝန်ထမ်းတဦးသည်လည်းအယောင်ဌာနရဲ့လုပ်ငန်းတာဝန်များကိုမလွတ်ဆောင်နိုင်ပါဘူး။မိတ်ဆွေဘယ်နယ်ဘယ်ကိုအထူးပြုရမယ်ဆိုတာဆုံးဖြတ်ရခက်နေပါကစိတ် စိတ်ပူစရာမလိုပါအန်ဒရုကကျွန်တို့ဟာကိုရီကိုသွင်းတဲ့အချင်းကိုဘယ်နေရာမှာယဉ်ညင်းမြုံနေရမဆိုတာတေချာစဉ်းစားတဲ့အကြောင်းအကြံပေးထားပါဗျ။မိတ်ဆွေဘွားရဲ့အတိတ်ရည်ရွယ်ချက်ကိုသိထားပါကအီယာကမိတ်ဆွေအားလမ်းညွှန်ပေးနိုင်ပါတယ်။ဥပမာအဖြစ်ကလရာဒီလက်ရှိတွင် ကောလိပ်ကျောင်းသူတူဖြစ်ပြီးမိတိဘာသာရပ်ကိုအထူးပြုမိကိုဆုံးဖြတ်ရန်စူးစမ်းနေဆဲဖြစ်တယ်။တူမကဆက်တဲ့ရေးဘာသာရပ်ကိုလေ့လာတော့လဲ။ မိမိဘာသာရဲ့တက်ဆိုင်သောအလုပ်ကံကိုရွေးချယ်ရမနဲ့တက်ပါကလျာကပင်ချတဲ့ချမ်းမှုကိုပြီးဆုံးအောင်လုပ်ဆောင်နေစဉ်တခြားသောအလားအလာရှိသည့်အလုပ်ကံကိုလည်းစူးစမ်းလေ့လာခဲ့ပါတယ်ပညာသင်ကြားမှုပြီးဆုံးချိန်တွင်သူမကမိမိဘာသာရဲ့နေမတက်ဆိုင်သောစေပညာလမ်းကြောင်းကိုရွေးချယ်ရန်ဆုံးဖြတ်လိုက်တယ်ကလျာကလိုအပ်နေသူများကိုကူညီလိုသောစိတ်ဆန္ဒကိုနားလည်ခဲ့ပြီးဆရာဝန်ဖြစ်ချင်းဖြင့်အများသောအထောက်အကူပြုနိုင်မည်ဟုသိလာခဲ့တယ် ူမရဲ့ကောလိပ်ဘွဲဟာအချင်းကြီးမဟုတ်ပဲလူနာများနဲ့ပုံမရှင်းလင်းစွာဆက်သွယ်နိုင်ခြင်းဖြင့်ပုံမထီရောက်သောဆရာဝန်တို့ဖြစ်လာရန်အထောက်အပံ့ပြုခဲ့တယ်။အန်ဒရုကအထူးပြုမှုမရှိခြင်းကို အချိန်ဖြုန်းတင်းမှုအဖြစ်မမြင်ပါ။ဤအချိန်ကိုဆက်သွယ်ပြောဆိုမှု အဖွဲ့လိုက်လှုပ်ဆောင်နိုင်မှုကိုကိုကိုစီကံထိန်တိန်နိုင်မှုစသည်ပြော့ပြောင်းသောဆွမ်းရည်များတိုးတက်ရန်အသုံးချနိုင်သည်။ဤအချိန်ကိုဆက်သွယ်ပြောဆိုမှု အဖွဲ့လိုက်လှုပ်ဆောင်နိုင်မှု ိုကိုကိုစီကံထိန်းသိမ်းနိုင်မှုစရဲပျော့ပြောင်းသောစွမ်းရည်များကိုတိုးတက်ရန်သုံးချနိုင်တယ်။လိုအပ်ပါကအထူးပြုမှုကိုပြောင်းလဲခြင်းမှလည်းမရခြင်းမရှိပါ။မိစေဆေးရထက်သမှုနဲ့လူအင်စနာများပြောင်းလဲနိုင်တယ်။အတိတ်သောအလောက်ကံတွင်စတင်ရခြင်းကရခင်ကုန်ဆုံးခဲ့သောချိန်များကိုအလေလွင့်ဟုခံစားရနိုင်တော့လဲ။မိစေမန်တကယ်လှုပ်လို့ဒီကိုမလှုပ်ဆောင်မဲနေခြင်းကသာအချိန်ဖြုန်းတိမှု ကြီးမားပါရဲ့။အိစာအုပ်ရဲ့ညီကုန်းကြုံနေဖြင့်ပထမဦးစွာမိစေက ဖန်တီးမှုဆိုင်ရာမြင်ကွင်း creative vision အကြောင်းလေ့လာခဲ့တယ်။ဖန်တီးမှုဆိုင်ရာမြင်ကွင်းကအခွင့်အလမ်းများကိုမှတ်မိနိုင်ပြီး၎င်းတို့အားလက်တွေ့အကောင့်ထဲပုံနိုင်သောဆွေးရည်ဖြစ်တဲ့မိစေရဲ့စိတ်ကူးစိတ်တန်းကိုအသုံးမပြုဘဲအမြင်ကွင်းကိုမရနိုင်ပါဘူး။စိတ်ကူးစိတ်တန်းဟာပေါင်းစပ်ဖန်တီးမှုနဲ့ဖန်တီးမှုစိတ်ကူးမှုရဲ့နှမျိုးရှိတယ်။ပေါင်းစပ်ဖန်တီးမှုဆိုတာဟာရှိပြီးသားအတွက်ခေါ်များနဲ့အခြေခံမှုများကိုပေါင်းစပ်ကအစ်တဲ့အိုင်ဒီယာများကိုဖန်တီးခြင်းဖြစ်တယ်။ဖန်တီးမှုစိတ်ကူးဆိုတာကတော့ လုံးဝသိတော့ idea ကိုရုတ်တရက်ပေါ်ထွက်လာခြင်းဖြစ်တယ်။မိစေရဲ့စိတ်ကူးစိတ်တန့်ကိုနိုးကြစေရန်အခြေခံမူ၅ချက်ကိုအသုံးပြုနိုင်တယ်။နံပါတ်၁ကတော့ရေမှန်းချက်တည်ကြမှုနံပါတ်၂ပူပေါင်းဆောင်ရွက်မှုနံပါတ်၃ပုံမအားထုတ်မှုနံပါတ်၄ယုံကြည်မှုအသုံးချခြင်းနံပါတ်၅စနစ်တကျလုပ်ဆောင်မှုဒုတိယအချက်အနေဖြင့်စနစ်တကျတွဲခုံမှုကိုလေ့ကျင့်နေစနစ်တကျတွဲခုံသောစိတ်ဟာအခြားသူများ၏ထင်မြင်ချက်များကိုမလိုက်နာဘဲ၎င်းတို့ကို စီစစ်လေ့လာတယ်။ထင်းကျုပ်သားသောအလေးထားများဖြင့်သာဤစဉ်းစားမှုကိုရရှိနိုင်တယ်။ထင်းကျုပ်သားသောအလေးထားဆိုသည်မှာမစ္စလိုအချက်ကိုရွေကြက်ရှိရှိအထုတ်ချင်းဖြစ်တဲ့၎င်းကိုရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်လေ့ကျင့်မှုဖြင့်အကောင့်ထည့်ဖော်တယ်။တတိယအချက်နေဖြင့်ကတော့ထင်းကျုပ်သားသောအယောင်ဆိုင်မှုရဲ့အရေးပါပုံ။၎င်းဟာစနစ်တကျတွဲခုံမှုကဲ့သို့ပဲရည်ကြည်ရဲ့ထင်းကျုပ်သားသောအယောင်ဆိုင်မှုအတွက်အတိကအချက်၅ချက်ရှိပါတယ်။နံပါတ်1ရေမှန်းချက်တိကျမှု ။နံပါတ်1ကိုယ့်ကိုယ်ကိုစီကံထိန်းသိမ်းခြင်း။နံပါတ်3အောင်ဆိုင်မှုကိုထိန်းချုပ်ခြင်း။နံပါတ်4ကိုယ်တိုင်မသားအားပေးမှု။နံပါတ်5စိတ်အားထက်သန်မှုဖြစ်တယ်။သတို့ရအချက်တွေကတော့ထိန်းချုပ်ထားသောအောင်ဆိုင်မှုကဘဝနဲ့အလုတ်ကိုင်းတိုင်းတွင်အသုံးဝင်ပါတယ်။အထူးပြုမှုဟာအောင်မြင်မှုခွင့်လန်းများကိုမြင့်တက်စေတယ်။၎င်းကမိတ်ဆွေရဲ့အချင်းအာယုံနဲ့ဆက်ရအလုံးကိုတနေပေရတဲ့စူးစင်းကကူညီပေးတယ်။တခုရီတော့နေပဲကို ပုံမနဲ့နဲ့ဆိုင်ဆိုင်တိလာလေလေ အောင်မြင်နိုင်မှုပုံများလေးလေးဖြစ်တယ်မိတ်ဆွေအားမိတ်ဆွေရေမှန်းချက်မှမိသူများမတားဆီးနိုင်ပါဘူးစိုးရင်စိတ်များနဲ့တန်တရားစိတ်များကိုလစ်လူရှုကအိမ်မက်များကိုအကောင့်ထဲပို့ရစီစဉ်ပါမိတ်ဆွေရဲ့ဘဝအကြောင်းရင်းမှန်ကိုသိရှိပါကမိတ်ဆွေရဲ့စိတ်ခန္ဓာဝိညာဉ်ဟာ၎င်းတို့အောင်မြင်ရန်ဆွဲဆောင်ပေးလိမ့်မယ်ကိုကိုကိုယုံကြည်ပါမိတ်ဆွေအမှန်ပဲလှုပ်ဆောင်နိုင်ပါလိမ့်မယ်ဒါကတော့နီပိုလန်ဟေးရဲ့ how to own your own mind စာအုပ်မှာတစဉ်လေ့လာခဲ့ကြတဲ့ခီးဆုံးသက်ပါပဲဒီနေ့မျှဝေခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်လိုဘဝပြောင်းလဲစေမယ့်အသိဉာဏ်တွေဖြစ်မိတ်ဆွေလည်းမြင်မိမယ်လို့မျှော်လင့်ပါတယ်ဟေးရဲ့သဘောတရားတွေဟာ theory တသက်မဟုတ်ပဲလက်တွေ့အသုံးချရင်ကျွန်တော်ရဲ့ဘဝကိုညှင့်တင်ပေးပြီးအောင်မြင်မှုစီဥတည်စေမယ့်ကိရိယာတွေပါဒီချင်းတို့ကိုစိတ်ဝင်စားမိပါကစောက်ကိုဖတ်ရှုဖို့အကြံပြုလိုပါတယ်ဒီသဘောတရားတွေဟာဘဝမှာပုံမ နဲ့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 ရှိုင်းရှိုင်းအသုံးချနိုင်ဖို့နန်းညွန်ချက်တွေအများကြီးပါဝင်ပါတယ်။ဒီဗီဒီယိုကိုနှစ်သက်ရင် like တစ်ချက်နှိပ်ပြီးဒီအတွေ့အမြင်တွေကိုအကျိုးရှိမဲ့တငင်ချင်းတွေစီကိုမျှဝေပေးပါ။မိတ်ဆွေရဲ့အားပေးမှုဟာကပအစွမ်းထက်ဆုံးစာအုပ်တွေကဉာဏ်ပညာတွေကိုဆက်လက်ရှာဖွေဖို့ကျွန်တော်ကိုစိတ်အားထက်သန်စေပါတယ်။နောက်ထပ်ဖတ်ပြပေးမယ့်စာအုပ်တွေမှာသိပ္ပံနိစ္စပညာရပ်တွေတာမကဘဝကိုပါပြောင်းလဲစေမယ့်အသိပညာတွေကိုမျှဝေဖို့ရည်ရွယ်ထားပါတယ်။ဒီ channel ကို ခေါလအင်ကုန်လင်းနေဖို့မမေ့ပါနဲ့ဒီစာအုပ်နဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အတွေ့အမြင်တွေဘလို့သုံးချမလဲဆိုတာကိုမှတ်ချက်ရေးခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆက်ကိုပြောင်းလဲနိုင်ခွင့်ပြီးဘဝကိုပြောင်းလဲနိုင်စွမ်းပါပဲနောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြမယ်ဖွင့်ပြိုးနေပါကြည်ထွားနေပါမိတ်ဆွေစိတ်ကိုမိတ်ဆွေပိုင်ဆိုင်နေပါစေ